Hello အလုံးမေမင်္ဂလာပါမင်္ဂလာမရှိဘူးကျွန်တော်မင်္ဂလာပါလို့ပဲပြောလိုက်ရတော့ဘာကြောင့်လဲထုံးတဲ့အတိုင်းပေါ့မင်္ဂလာအခုကျွန်တော်မြန်မာနိုင်ငံရဟိုးလွန်ခဲ့တဲ့၄-၅နှစ်လောက်တည်းကဒုက္ခဒုက္ခတွေခံနေရတာအခုအထိပဲတော့မပြီးနိုင်မရှိနိုင်ပထမဆုံးကျွန်တော် covid အဲ ကိုပိမခံစားလိုက်ရတယ်ဒုက္ခ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 တွေဖြူပွားတွေကြားတယ်ဟွာတွေကြားတယ်ဟောကိုပိလေးမြတ်နေလန်းထူမလားလို့ပြောတော့နိုင်ငံကြီးပြဿနာလာရောနိုင်ငံကြီးပြဿနာမှာလည်းကျွန်တော်ကြောကွာအောင်ကျွန်တော်ခံလိုက်ရတယ်ပေါ့နော်အဲ့ဒီမှာလူတွေလည်းတော်တော်ဒုက္ခရောက်ပါပါတယ်အဲ့ဒီမှာဘယ်လိုဒုက္ခရောက်လဲဆိုတော့ကျွန်တော်ငွေကြီးဖောင်းပွားမှုတွေဖြစ်ပြီးတော့လူတွေရဲ့ပိုက်ဆိုင်မှုတွေပေါ့နော်ရောကြပါတယ်အများကြီးရှိပေါ့နော်ကျွန်တော်တို့လူဒန်းသားလူဒန်းသားတွေအားလုံးလည်းကြပါတယ်ကျွန်တော်လည်းဒုက္ခအများကြီးရောက်ခဲ့ပါတယ်ကိုပိရဲ့ကိုပိပြီးတော့ဒီနိုင်ငံကြီးမှာရဲ့ နောက်ဒီစီဝါရေးဟိုဖြစ်တဲ့ဒီမှာပေါ့နော်စီဝါရေးလေးကျွန်တော်တော်ထိပ်ပါတယ်အမခံပြီးတော့ပြီးမလားဆိုတော့ခါကျွန်တော်မူရင်းမှာရေပေးရေပေးမှာကျွန်တော်ခံခဲ့ရတယ်နော်ရေပေးမှာဒုက္ခဒုက္ခတွေလည်းခံခဲ့ရတယ်ရေပေးလေးပြီးပြီးရောဟလာပြီးရောဟောဖြစ်မလားဆိုတော့ရှိသေးတယ်ကျွန်တော်တို့ငွေကြီးဖောင်းပွားမှုနဲ့တခါပြန်ခံရတာပဲ စီမစီဒုက္ခရလို့စီတူဝိုက်ဒုက္ခတွေအဲ့ဒါကျွန်တော်တို့စာစီတူဝိုက်ဒုက္ခတွေတက်စီတူဝိုက်ဒုက္ခတွေလည်းမျိုးစုံခံနေရပါတော့ခံနေရပြီးအားလုံးပြီးသွားမလားနည်းနည်းလေးငြိမ်မလားဆိုကြည့်ရဖို့တခါမြင်လေနဲ့လာပြန်ပါတော့ဩကျွန်တော်မြန်မာနိုင်ငံလူတွေလည်းပြီးတော့ပင်ခါပါမှာဒီဒုက္ခတွေကနေကင်းလို့မလဲမသိဘူးနော်ဟိုဒုက္ခတွေကတစ်ခုပြီးတစ်ခုတစ်ခုပို့တော့သကပုံလိုက်ပါတော့ဒုက္ခဆိုတာပေါ့နော်တစ်ခုလည်းမလာဘူးတဲ့အများကြီးလာတယ်ပေါ့နော်ကျွန်တော်တို့ဘာလဲ ပလဲဒီဆွေကြိုးကြီးပြုတ်သွားရင်ဘယ်လိုမျိုးစီတန်းပြုတ်ထလာတယ်တခုခုစက်တိုက်လာတဲ့ပုံစံတိုင်းကျွန်တော်ဒုက္ခတွေကလည်းတခုခုတခုတခုတခုခံနေရတာနည်းနှစ်တည်းလဲမဟုတ်တော့ဘူးနော်အခုလို၄၅၆နှစ်လောက်တော့ရှိနေပါပြီဒီဒုက္ခတွေကနေဘယ်တော့မှလွတ်ခင်မလဲမသိဘူးကျွန်တော်ပုံစံချင်းသိရပါတယ်ကျွန်တော်တော့စိတ်ငြိမ်စဉ်းစားစဉ်းစားနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တတိယလို့ကျွန်တော်လာပြောပြရမှာနော်ဘာလို့ခဏချက်လေးဦး ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းဒီလိုမျိုးခံစားနေကြမထင်တော့ပေါ့ကျွန်တော်လည်းနည်းနည်းလေးဝေမျှပေးတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါပေါ့နော်မင်္ဂလာမရှိလည်းမင်္ဂလာပါပေါ့နော်အားလုံးလည်းကျေးဇူးတင်ပါတယ်နည်းနည်းဘယ်လိုခမဒုက္ခဒုက္ခရောက်လဲလူတွေလူရဲ့လူလောကမှာဆက်နေရမယ်ဆိုတော့လည်းစူးစမ်းပါပေါ့နော်လူဖြစ်နေရတဲ့အတွက်စူးစမ်းဖို့တောင်းကျွန်တော်တို့မှရှိရတဲ့အတွက်ဘယ်လောက်ဒုက္ခရောက်နေပါလဲ မတီမတီတရွေတော့ကျွန်တော်တို့ကြိုးစားရပါအောင်ပေါ့နော်နောက်ဆုံးပြောချင်တာကတော့မတီတရွေအတက်ရှင်နေတွေကျွန်တော်တို့ကကြိုးစားပိုင်ခွင့်ရှိတဲ့အတွက်ကြိုးစားကြပါနော်ဒုက္ခတွေကတော့ပေတော့မှမရလှုပ်ကင်းမလဲမတီပေါ့နော်ဒါလေးကတော့ကျွန်တော်အမြင်လေးပြောပြတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်